ကျွန်တော်နာမည်ကထွန်းထွန်းအောင်ဖြစ်ပါတယ်ကျွန်တော်က French base ပေါ့နော်ပြည်သစ်နိုင်ငံအခြေစိုက်ဒီ step into asia မှာကျွန်တော်နေ vice president အာ engineering တာဝန်နဲ့ကျွန်တော်ကလုပ်ကိုင်ဆောင်ရွက်နေပါတယ်။နောက်ပြီးကြတော့ကျွန်တော်ကပညာရေးလုပ်ငန်းတွေကိုလုပ်ပါတယ် GTS Education Center ဆိုပြီးတော့ကျွန်တော်နိုင်ငံခြားသွားပြီးတော့ကြောင်းတက်မဲ့မြန်မာလူငယ်တွေအတွက်ပေါ့နော် GED SCD နော် IELTS အဲ့တန်းတန်းလေးကိုကျွန်တော်နေပြီးတော့ဖွင့်လှစ်ပါတယ်။အဲ့ဒီလုပ်ငန်းလေးလည်းကျွန်တော်လုပ်ကိုင်ဆောင်ရွက်ပါတယ်။ ကျွန်တော်ကထိုင်းနိုင်ငံကိုဒီ2003ခုနှစ်မှာပေါ့နော် Master of Science in Information System ပေါ့နော်အဲ့ဒါနဲ့ဘွဲ့ရခဲ့တယ်2003ခုနှစ်ကဒီ2021မှာတော့ကျွန်တော်က PhD ပေါ့နော် Doctor of Philosophy in Information Technology နဲ့ Assumption University Thailand နေကျွန်တော်ဘွဲ့ရခဲ့ပါတယ်ခင်ဗျာကျွန်တော်ထိုင်းနိုင်ငံမှာပေါ့နော် IT နဲ့ဆက်နွယ်တဲ့ကျွန်တော် program ကိုကျွန်တော်ရွေးချယ်ပြည့်တယ်ပေါ့နော် Information System ဆိုတာ IT ပါပဲ အဲဒါ master program ပေါ့နော်ကျွန်တော်နောက် phd ကလည်း information technology အဲကျွန်တော်တက်ခဲ့တယ်အဓိကပထမအဆုံး master တက်ရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့2000ခုနှစ်ပေါ့နော်ကျွန်တော်တို့လွန်ခဲ့တဲ့အနှစ်20ကျော်လောက်ကကျွန်တော်တို့မြန်မာနိုင်ငံမှာ computer science program တွေရှိရယ် IT program တွေရှိရယ်ဒါပေမဲ့ကျွန်တော်တို့ကဘွဲ့ရသွားတဲ့အထိ email တွေပါကြီးကျွန်တော်တို့ကမလွတ်ဘူးကျွန်တော်တို့မှာ IT ဟိုဘော industry ပေါ့နော်အာဒီစက်မှုကဏ္ဍမထွန်းကောင်း အဲ့အချိန်မှာထိုင်းနိုင်ငံမှာထွန်းကားနေပြီဒါကြောင့်မို့ကျွန်တော်ကနေပြီးတော့ထိုင်းနိုင်ငံမှာအာမာစတာကိုတက်ဖို့ကျွန်တော်ကဆုံးဖြတ်လိုက်တာဖြစ်တယ် information technology industry နဲ့အာတသားတည်းကြမယ်ကျွန်တော်တို့ကဘူတုတာတွေနောက်ကျွမ်းကျင်မှုတွေရသွားမယ်လို့ကျွန်တော်ကယုံကြည်ရဲဒါကြောင့်မို့ကျွန်တော်ကထိုင်းနိုင်ငံကိုပညာသွားတင်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ် အမတ်တရတွေကတော့ကျွန်တော်ပရမတ်တော့နိုင်ငံခြားကိုသွားမတက်ချင်ဘူးအထိုင်းကိုသွားမတက်ချင်ဘူးမြန်မာပြည်မှာပဲဝေးရပြီးကျွန်တော်အလုပ်လုပ်ချင်တယ်ဒါပေမဲ့ကိုကတော့အမြင်ကျင့်မြောင်းတာပေါ့နော်ကိုရဲ့မိဘတွေကတော့ရှေ့ကိုအများကြီးမြင်တဲ့အတွက်နိုင်ငံခြားကိုသွားတက်စီချင်တယ်ပေါ့လေသွားတက်လိုက်တော့ကျွန်တော်မထင်ထားတဲ့ အားတော့ပါကျွန်တော်ပြန်ကိုမလာချင်တော့ဘူးပေါ့နော်အစသာရအစင်ပြီးတယ်ပေါ့နော်အကြောင်းပညာသင်ဖို့အတွက်သင်ထောက်ကူပစ္စည်းတွေရောနော်နောက်ခါကျတော့အတိုင်းဝိုင်းတွေရောပေါ့နော်ကျွန်တော်တို့အတွက်အားရစရာပေါ့နော်ကိုတက်မြောက်ခြင်းနဲ့ဘုဒ္ဓတာတွေရှာဖွေခြင်းနဲ့အကျွမ်းကျင်မှုတွေကျွန်တော်တို့ကပိုပြီးတက်မြောက်ခြင်းနဲ့ဆိုလို့ရှိရင်ဆရာကောင်းတွေတမားကောင်းတွေသူတို့ကတော့ရှိရဲနောက်ခါကျတော့သူတို့ရှိမှ industry တားကိုကျွန်တော်တို့လည်းရှေ့တားကိုရောက်သွားတာပေါ့နော်ဖွံ့ဖြိုးတိုးတက်တဲ့အတွက်ကျွန်တော်အဲ့အရာတွေကိုမျက်ဝါးထင်တွင်တွေ့ရတယ်ပေါ့နော် အဲ့တော့ကျွန်တော်အပေါင်းအင်းကောင်းနေလည်းတွေ့ရတော့ဒါပျော်စရာအများကြီးရှိပါတယ်ခီးသွားရတယ်ကျွန်တော်အကြောင်းမှာ assignment တွေလုပ်တဲ့ခါကြလို့ရှင်ပျော်ရွှင်စရာလေးတွေပေါ့လေကျွန်တော်တို့ group နဲ့လှုပ်လှုပ်ရတဲ့ခါမှာကျွန်တော်လုတ်တက်သွားတာပေါ့နော်လူတွေနဲ့ပူးပေါင်းဆောင်ရတာအဲ့ဒါလေးရှိရယ်နောက်တစ်ခုကတော့အမှတ်တရတွေထဲမှာဘာရှိရလဲအခက်ခဲတွေလည်းရှိရပါတော့နော်အခက်ခဲတွေကတော့စားတော့ပေါ့နော်အများကြီးပြန်ကိုကိုပြင်ရတာပေါ့နော်ကျွန်တော်အစာကြီးများလို့များတော့စားတော့တဲ့ပုံစံနေထိုင်တဲ့ပုံစံ အာလူမှုပေါင်းနဲ့ဆက်ဆံရေးမှာပြောတဲ့အပြောအဆိုတွေကိုကျွန်တော်ပြင်ရတာပေါ့နော် lifestyle လေး change ပြရတယ်အဲ့တော့ဒါတွေကလည်းနည်းနည်းခက်ခဲပါတယ်အာရေကြမြေကြမှာကိုချီတော့ကိုကိုရက်တည်နိုင်ဖို့နောက်တစ်ခုကတော့အကျောင်းအတွင်းထဲမှာပေါ့နော် classroom တို့ learning environment ထဲမှာကျတော့ medium တော့ instruction ပေါ့နော်အင်္ဂလိပ်စာသုံးပြီးတော့တို့ကတော့ စာသင်ကြားတယ်တကယ်ချင်းနေချင်းချင်းကလည်း English language ကိုသုံးပြီးတော့ဆက်ဆက်ဆံရပါဘောနော်အဲ့တော့ကျွန်တော်တို့ကအင်္ဂလိပ်စာရန်ကောင်းမှုလို့လည်းပြောချင်တာတော့ဘောခုန group mindset ပေါ့နော်အမြဲတမ်းလေ့လာသင်ယူနေတာပေါ့နော်အဲအဲ့ဒါလေးကိုအမြဲတမ်းရှိသေးတယ်ပြီးတော့ကိုအမြဲတမ်းကိုကိုမေးတင်တယ်ပေါ့နော်အကိုရဲ့ပေါ့နော်ဟိုပါပေါ့ life purpose ပေါ့အကိုဘဝမှာအကိုဘာဖြစ်ချင်ဆုံးလဲပေါ့နော် အဲအဲ့ဒီဖြစ်ချင်းဆုံးကအာကျွန်တော်တို့အခုလုံနေတယ်ပေါ့အခုဟွာရှောက်လန်းနေတဲ့ကိုယ့်ရဲ့ပန်းနိုင်နေပေါ့နော်တသားတဲ့ကြဖို့ကြတော့ကျွန်တော်တို့ကအရန်ခက်တယ်ဒါလူတိုင်းပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါတွေကိုအရန်ကြီးတော့လည်းစိတ်တက်မကြနိုင်ပေါ့နော်ကျွန်တော်တို့ဖိုင်းရတော့ကျွန်တော်တို့ရဲ့အစာရင်အများကြီးအာပေါ့ opportunity ရဲ့ window ကပို့ပြီးတော့ပွင့်တယ်ကျွန်တော်မြန်မာနိုင်ငံတဲ့စာရင်ပေါ့လေအခုထိုင်းနိုင်ငံမှာကိုယ့်ရဲ့တာနေရတယ်အများကြီးရှိတယ်အဲအဲ့ဒီအဲ့အတွက်ကျွန်တော်တို့ကဘာဘာတွေတာလဲပေါ့နော်အာကိုကအဲ့က ဘာရောက်ယူမလဲဆိုတာကိုအမြဲတမ်းကျွန်တော်ကခေါင်းထဲမှာထည့်ထားတင်တယ်ကိုမိုတီဗိတ်ဖြစ်စေမဲ့ဟာတော့ဘာလဲဆိုတော့အလုတ်ကင်ခွင်လန်းပေါ့နော်အဲအလုတ်ကင်ခွင်ကန်းညာဘယ်အလုတ်ကင်ဘယ် industry လဲပေါ့နော်ခုနလိုအဲကျွန်တော် automobile မှာလားဒါမှမဟုတ်စားတောက်ကုန်လုပ်ငန်းမှာလားအဲသူတို့ရှိမှာတော့ industry ရောအများကြီးပေါ့နော်ကိုယ့်တည်းလဲဟာဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်တဲ့အတွက်အလုတ်ကင်ကတော့မရှားပါဘူးအဲ့တော့ကျွန်တော် motivate ဖြစ်စီမဲ့စကားကတော့ဘာပြောချင်လဲဆိုတော့ထိုင်းစာပိုတက်ရင်တော့ပိုကောင်းတယ် အဲ့တော့ကျွန်တော်ကအင်္ဂလိပ်လိုလည်းပြောနိုင်တယ်ထိုင်းစာလည်းပြောနိုင်တယ်အော်မြန်မာလိုကလည်းကိုကပြောနိုင်ပြီဆိုတော့ဒါကျွန်တော်မြန်မာလူမျိုးရဲ့ဒါအဖို့မဖြစ်နိုင်တဲ့အာကျွန်တော်တို့ကအားသာချက်ပဲကျွန်တော်ဒီဆယ်ချိန်မြောက်ပေါ့နော်အမောက်ကထိုင်းတန်ယုံနဲ့ပေါ့နော်ပူပေါင်းကျင်းပတဲ့ဒီနိုဝင်ဘာ၂ရက်နေ့ပေါ့နော်ပွဲလေးကိုကျွန်တော်ကလာစီခြင်းပါတယ် အာဘာလို့လဲဆိုတော့ဒီចောင်းသူចောင်းသားတွေပို့ပြီးတော့အာမြင်သွားမယ်ပေါ့เนาะပညာရေးဒီအဖွဲ့အစည်းတော်တော်များများသူတို့ရဲ့ဒီတင်ယူညွှန်းတဲ့နေပေါ့เนาะ product တွေနောက်တစ်ခုကတော့အဲသူတို့ရှိမှရှိရဲ့ပေါ့เนาะကိုယ်အာပေးနိုင်တဲ့ဒီ scholarship အာအခွင့်အရေးတွေပေါ့เนาะအဲ့ခွင့်အရေးလည်းပါလာနိုင်တယ်အဲ့တော့ကျွန်တော်ကဟိုလာစီခြင်းနဲ့အဲ့အင်းကြီးနိုင်ငံဖြစ်တဲ့အတွက်အာမိဘတွေလည်းအများအား အာကုသသမီးရှိအလွမ်းပြေပေါ့နော်အာသွားလို့ရတယ်လွယ်လင့်တကူပေါ့နော်လှမ်းလို့ရတယ်နောက်ကကျတော့အကြောင်း program fees ကတော့အာအတူတူပဲပေါ့နော်တိတ်တရားတရားနဲ့တရားတော့မကွာဘူးထိုင်းကတော့ဘာဖြစ်လဲဆိုတော့ကိုအိန်းနီနေချင်းနိုင်ငံပြည် living cost လည်းအရန်တက်တာတဲ့အတွက်ကျွန်တော်အသေးချာကြည့်နေချင်ပါတယ်ဒီအာထိုင်းပညာရေးပြပွဲမှာဒီပါဝင်မဲ့တက္ကသိုလ်တွေက လာပြီးတော့တို့ပြသမယ်တို့ရဲ့ဒီပညာရေး program စီပေါ့နော်အဲ့တော့ကျွန်တော်ဟာမဖြစ်မနေလာရောက်ဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့